ကောင်းပြီဒါဖြင့်ဒီနာယုတ်ဘယ်ကလာပါလိမ့်မလဲဝိညာဉ်ဆိုတာပြိတိနေမိပြိတိတည်းပြီးတော့ဝိညာဉ်နေမိရင်နာယုတ်ကပေါ်ပြီဘူးလားနာယုတ်လာလို့ရှိရင်မျက်စိနာနာကောင်းကိုယ်စိတ်ဆိုတဲ့သတ်လိုက်ရဟရှင်းမလားအဲဒီဘက်ကလည်းအရှင်းလိုက်မသွားပြီဘူးလားဒါဖြင့်ဒီဘက်မှာအခုနောက်ဆုတ်တွေးလိုက်တော့ဒီကြောင့်ဒါဒီဒုက္ခကြီးမဖြစ်ခဲ့ဘူးလားဖြစ်ပါဘူး ရှင်းမလားရှင်းပါဒါပြန်အေဝမေတ္တကေဝလကဒုက္ခခန္ဓာကမင်းတို့ပြိဿတမှုပုံတစ်ခုလုံးဒုက္ခသစ္စာရှိပဲกว่าဆိုတာပေါ်လားပေါ်ပါဗျာရှင်းမလားရှင်းပါကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ဝိညာဉ်ပဲကလာတုံးသူသင်္ခါရကလာကာယသင်္ခါရဝစီသင်္ခါရဟုတ်လားစိတ်တသင်္ခါရဆိုတော့သင်္ခါရ၃မျိုးမရှိဘူးလားရှိပါ ်ရှင်းကြလားဘယ်ကလာပါလိမ့်သင်္ခါရကလာတယ်ဆိုတာပေါ်ကလားနေရကြအဲ့ဒီသင်္ခါရဆိုတာခမများတို့လူတာတန်းတာပေးတာကန်းတာပြိစ္ဆာတွေနေခြင်းလို့လူတာတန်းတာပေးတာကန်းတာဟူသေးသည်ဘုံဘဝတောင့်တာပြီးလှုပ်တာဘာဖြစ်ရှင်ညာဖြစ်ရှင်လှုပ်တဲ့အလုပ်ဟူသေးရသင်္ခါရကြီးမှလိုက်ဒါဖြင့်သင်္ခါရကဘာသစ္စာတော့သမုဒိယပါဘုရားဝိညာဉ်ကဒုက္ခပါဘုရား ဝိညာဉ်ဆိုတာပြိဂရိနေတာဒကာရမတဘကြကောင်းပြီဒါဖြင့်အိမ်ကြတော့လေဒကာရမတွေဒီတိုင်းနဲ့မှတ်ကြပေါ့ဗျာမှန်ပါဘူးမရရင်ဒီလိုပဲကိုင်းဒီတော့ပါတော့ချကြည့်ပြီပါဒီသင်္ခါရသုံးခုဟာလူမှုတမှုဘေးမှုကံမှုဘုံဘဝတောင်းတပြိဂါလလောက်ကြတဲ့သင်္ခါရဟာဘယ်ကလာဝိညာဉ်ဒါပြန်အဝိဇ္ဇာကသမှုရိယသစ္စာသင်္ခါရကဒုက္ခပါဒ ရှင်းမလားပေါင်းလိုက်တဲ့အခါကျတော့ဒကာဓမ္မတို့12ခုမရှိပြီဘူးလားရှိပါပြီ1 2 3 4 5 6 9 10 11 12ပါဘပရိစ္ဆသမုပ္ပါ12ပါးဆိုတာသိပြလားသိပါပြီသိတော့ကိုရှင်းပိုင်းမှုသေးကဘာဆိုကြမှာဒီဒီတခုကဘာတော့ရှင်းမလားကောင်းပြီဒါဖြင့်ဒီအဝိဇ္ဇာဒီဒကာဓမ္မတွေယခုအချိန်မှာသမှုရိယသစ္စာဖြစ်တယ် အဝိဇ္ဇာကြောင့်သင်္ခါရဖြစ်ဘူးလားဖြစ်ပါဘူးသင်္ခါရကြောင့်ဝိညာဉ်ကြောင့်နာယုတ်ကြောင့်သာလရဏကြောင့်ဘတ်ကြောင့်ဝေဒနာကြောင့်တဏှာကြောင့်ဥပါဒံကြောင့်ဘဝကြောင့်ဓာတိကြောင့်ဘယ်နှပါးဖြစ်သွားဆယ်နှပါးဖြစ်သွားတယ်ဆိုတော့ဒကာရမတို့ဒါကပြိဿသမုပ္ပါကြီးဖြစ်စဉ်ကိုပြလိုက်ပါတယ်မှန်ပါပါ ပရိသတ်မူကဝိုင်းပုံကိုသတိထားပါဦးဝိုင်းပုံကိုသတိထားပါအောင်တရားဓမ္မတို့ဝိုင်းပုံကဘာပါလိမ့်မလဲလို့မေကွန်းထုတ်လို့ရှင်းဖြင့်ဘုန်းကြီးတရားဓမ္မတွေ၌ဇယာနဲ့မရဏဆိုတော့ဒီပုဂ္ဂိုလ်ကတန်တဲ့ခရီးတယ်မဟုတ်လားမှန်ပါပါအခုတန်းကြီးကတန်တဲ့ခရီးတန်းနေတာနော်မှန်ပါပါပေါ်လာဟုတ်လားမှန်ပါပါကဲဒီဘွားကဇာတိပြီးတော့အနခွဲလိုက်အောင်ဒီနေ့ပေချာချာမှတ်ကြတရားဓမ္မတို့ ဒီသုံးခုဟာအနာဂတ်လို့မှတ်လိုက်တာမှန်ပါဗျာဒီသုံးခုဘာခေါ်ကြမလဲဒါဖြင့်ဒါရတိနဲ့သရမရဏဘာခေါ်ကြမလဲအနာဂတ်ဟောဒီဒုတိယတဏှာဥပါဒံကံဒါဒီမနေ့ကပြောခဲ့တဲ့အနာဂတ်အကြောင်းကာလာဖြင့်ပြစ္ဆုတ်ပံကာလမှန်ပါအကြောင်းအားဖြင့်အနာဂတ်ဖြစ်နေတဲ့ကာလကတော့ပြစ္ဆုတ်ပံကာလသဘောကျပါ အကြောင်းအပြင်ကာလအပြင်သစ္စုပန်ကာလလို့မှယခုကာလယခုလုံနေတာပြန်မလားဒါပြင်ဓရမတွေဒီဒီလိုပဲခွဲကြပါဦးလို့တဲ့အဝိဇ္ဇာသင်္ခါရသဘောကြလားကြပါပြီတိတကယ်နှစ်ကြရပါပါလိမ့်အဲ့ဓာဒီကားလို့ဆိုလို့ရှိရင်ဒကာရမတွေမှတ်လိုက်အတိတ် အတိတ်ဘဝအဝိဇ္ဇာနဲ့သင်္ခါရပါပါလိုက်ဒါဖြင့်ဝိညာဉ်နာယုသရဏဖသဝေဒနာတနာဥပါဒံကံဒါပြစ္ဆုတ်ပါဘဝရှင်းမလားဒါလေးပြမမြောက်မပါဒါကနေပြီးတော့နားလည်မှရှေ့ချေရမှာဖြစ်ပါတယ်ဒကာဓမ္မတို့ဒီသုံးဘဝဇရာမရဏကဇာတိဇရာမရဏကဘယ်ဘဝပါလိမ့်ဝိညာဉ်ကအစကံဆုံးဘယ်ဘဝပါလိမ့်ပြစ္ဆုတ်ပါပါ အဝိဇ္ဇာနဲ့သင်္ခါရကသိသိဒါဖြင့်ဒီဘက်ကအတိတ်ဘဝဒီအလေလေးကဒီဆုံးကဘဝဘယ်နှပါးဆက်ပြတာတော့ဘဝ၃ပါးဆက်ပြရှင်းရဘာဆက်ပြလဲဒါဖြင့်ခမည်းတော်ဒီဘဝ၃ပါးဆက်ပြတာကိုပရိစ္ဆသမုပ္ပါလို့မှတ်ရရှင်းမလားရှင်းပါဒါကြောင့်ဓမ္မတို့ခမည်းတော်ရာဝိသအပေါ်မှာ ကာလာဖြစ်နေဝေဘန်တက်တဲ့ဓမ္မတွေဖြစ်နေတော့ကြပြန်ပြီးဒီကာလာပရိစ္ဆေသမုပ္ပါဒ်စေဟဖြစ်ပုံကိုပြပါမယ်မှန်ပါပါဓမ္မတွေဘာပြမယ်ထင်တော့စေဟလို့လေပုံကိုပြမယ်လို့ဆိုတာသေချာမှတ်စမ်းပါဘာပြမှာလဲကဲလေပုံပြတော့မယ်ဆိုတော့ဒီလိုဝိုင်းရတယ်ဓမ္မကံကဒီဘက်ရောက်လာတဲ့ဇာတိဒီဘက်ကဇရာမရဏ သဘောကျလားကျပါဒီကအဝိဇ္ဇာနဲ့သင်္ခါရအဝိဇ္ဇာသင်္ခါရဆိုသိပြီမဟုတ်လားသိပါဘူး။ငါကောပြထားလို့ဒကာရမတွေမရှင်းသေးဘူးလား။သိပါဘူး။ကောင်းပြီ။ဒီပုဂ္ဂိုလ်တန်လျာခရီးတယ်မသိဘူးလားသိမလား။သိပါဘူး။အနာဂတ်ဘဝမှာမသိသေးဘူးလား။သိပါဘူး။သိတဲ့အခါကျခရီးတဲ့သေးတာမညံရတာဟုတ်ကြလား။သိပါဘူး။သေခါနီးမှာတဲ့သူဒီဇရာမရဏသမားဟာဒကာရမတို့သူသိရမယ်အတွက်သိရင်သိရင်ပါ ဆိုရင်ဒုက္ခပြာပါရမလာဘူးလားဒါဖြင့်ဒီထဲမှာဒုက္ခလာလိမ့်မယ်တဲ့သူသေးကနေမှာပရိဒီဝရောအင်းဒုက္ခတော်လားကရောသဘောကြလားသေကနေပါလာပါလိမ့်ဒုက္ခပရိဒီဝဒုက္ခတော်လားကဥပါယသာသေကနေငါမျိုးလာပါလိမ့်ဒုက္ခပရိဒီဝဒုက္ခတော်လားကဥပါယသာဆိုတဲ့ငါမျိုးမလာဘူးလားရှင်းမလားရှင်းပါပါလာပါလိမ့် အဲ့ဒီပုဂ္ဂိုလ်ဒီတဲ့ဒါတွေဖြစ်ကောင်းတာလားမဖြစ်ကောင်းတာလားမဖြစ်ကောင်းပါဘူးထို့သောသူ့မှာဖြစ်ကောင်းတယ်မှလို့ဖြစ်နေမှန်ပါဘူးသဘောကျဒါပြန်သူမသိလို့ဖြစ်တယ်မှန်ပါဘူးသဘောကျမသိလို့ဖြစ်တော့ကိုဒုက္ခပရိဒေဝဒုက္ခဒေါမနသတဲ့မှာဒကာရမတွေကပတ်လိုက်ပါဦးဟုတ်လားမှန်ပါအာတဝဆိုတဲ့အဝိဇ္ဇာအာတဝ၄ပါးဝင်လာမှန်ပါဘူးသဘောကျမှန်ပါဘူး ဘောဂဗိဓိဝဒုက္ခဒေါမနသနဲ့သေတဲ့ပုဂ္ဂိုလ်မှာအာသောမလားဘူးလားကာမသောဘဝသောဒိဋ္ဌသောအဝိဇ္ဇာသောဆိုတဲ့အာသောတရား၄ပါးမလားဘူးလားအဲ့ဒီအာသောတရား၄ပါးကဒီဒီယံမှာလာသောကြောင့်ဒကာရမလေးဒီအာသောကြောင့်ဟောဒီဘက်ကငကူကရှိနေတဲ့အဝိဇ္ဇာပြန်ဆက်တယ်အာသောသမှုတရားအဝိဇ္ဇာသမှုတရားရင်းမိလားအာသောသမှုတရားအဝိဇ္ဇာဖြစ်เสียသင်္ခါရဖြစ်เสีย မဝိုင်းလေဘူးလားမဝိုင်းနောက်တုန်းကဘယ်လိုနေခဲ့ရတယ်ဆိုတော့ပေါ်ပြီပေါ်ပါရှင်းမလားအစကိုရှာတွေ့သေးရဲ့ဒါကြောင့်ဘတ်တော်အစငါဖျားရှာတွေ့ဘူးတဲ့ရင်းနေလားခင်ဗျားတို့ဖြစ်တဲ့အစကိုရှာတွေ့တရားတော့တွေ့တယ်ကွာတဲ့ပုပ်ပုပ်အစတော့ရှာမတွေ့ရှင်းမလားတရားတော့ပုပ်ပုပ်အစပုပ်ပုပ်အစကကြောက်လို့ဖြစ်နေတယ် မတွေ့နိုင်ဘူးတဲ့သဘောကျလားကျပါပြီပုဂ္ဂိုလ်စားကကြောက်လို့ဖြစ်နေတော့အစချာတွေ့ရလားမတွေ့ပါဘူးတရားအစတော့ငါသိပါတယ်တဲ့အဝိဇ္ဇာနဲ့တဏှာစတာမှန်ပါပါပုဂ္ဂိုလ်အစတော့ငါမသိဘူးတဲ့မှန်ပါရိမ့်မိကလားဘလောက်ထိအောင်ရှည်တယ်ဆိုတာပေါ်လာကြပါလားဒါပြန်ဒကာရမတွေနောက်တုန်းကဘယ်လိုနေခဲ့ရသရုံးဆိုတာပေါ်သေးဘူးလားပေါ်ပါဘူးအဝိဇ္ဇာကြောင့် သင်္ခါရကြောင့်ဝိညာဉ်ကြောင့်ဉာဏ်ရောက်ကြောင့်သလရဏကြောင့်ဖသကြောင့်ဝေဒနာကြောင့်တဏှာကြောင့်ဥပါဒံကြောင့်အေကာမဘဝပဲကာမဘဝကြောင့်ဇာတိကြောင့်ဇာမရဏအချိန်မှာဒုက္ခပရိဒေဝဒုက္ခဒေါမနတာဥပါဒဝိုင်းလာတာပဲဝိုင်းတော့အာရဝဝမ်းမလာဘူးလားအာရဝကြောင့်ဘာဖြစ်ပြန်လဲဝိညာဉ်ဖြစ်ပြန်တော့ကဲဝိုင်းနေဘူးလား ဘယ်တော့ခမရာတို့နောက်တုန်းကနေခဲ့ရတာဤတိုင်းပဲလို့သာမှတ်ပြီးတော့ဒီလိုဆရာကောင်းမှမတွေ့သေးဘူးဆိုဘယ်နေရာဖြစ်မယ်လို့မသိပါဘူးသိကြပါမလားနောက်တုန်းကတပည့်တွေတို့ဘယ်လိုနေခဲ့ရတော့ဟောဒီအဝိုင်းပေါ်လျှောက်ပြင်းတန်တရားခရီးတဲ့ရင်းနေမလားဘယ်မှနေပါလိမ့်ညာအဝိုင်းပေါ်ပြင်းနေတယ်ဆိုတာသိကြပါလားဒါဖြင့် ခမာတို့တာမာကုဆရာဘုန်းကြီးကဘုရားကိုယ်စားလည်းလုပ်ပြီးကာလအဝိုင်းပြေးကိုရပါခေါ်လိုက်မယ်တနေ့ရေဟောလို့တော့မပြီးဘူးကိုဝိုင်းနေတာသိတော့မှဘယ်လိုပြရမလဲဆိုတာပေါ်လာတယ်ခုဝိုင်းမှန်ပေါ်ရဲ့နောက်ဆုံးကဘယ်လိုနေခဲ့ရအဝိုင်းကြီးကရှေ့ကိုလည်းဒကာရမတွေဖြတ်နှီးကိုမပြရင်ဘယ်လိုသွားကြမလဲ ကောင်းပြီဖြန်ပြီးပြလို့ရှင်းဖြင့်ခမည်းတော်သည်အဝိုင်းကသိမ့်ပြီးတဲ့ကာလသံဃာပြတ်ပြီမှန်ပါပါမဆုံးနိုင်ဘူးလားရှင်းမလားကဲဒီနေ့ဒီရင်တော်ကြအောင်ပါ